ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့နီးပြားဖြစ်တဲ့ Ruben Amorim ကတော့ကျွန်တော်တို့ဒီတော်တော်ကိုလက်ခံနိုင်စရာကောင်းတဲ့ကျွန်တော်တို့ပြည်သက်တီကြားထဲမှာပေါ့နော်။အဲအကြောင်းအရာကြီးကျွန်တော်ပြောသွားတယ်။သူတပင်းကျွန်တော်တို့ Manchester United က Liverpool အသင်းကိုအနိုင်ရပြီးတော့လက်ရှိ Top 4နဲ့စဉ်းစားကြည့်ရင် အမှတ်ကဘလောက်မှန်ကျွန်တော်မကွာတော့ဘူးပေါ့နော်အဲ့လိုမကွာတော့တဲ့အချိန်မှာဆိုလို့ရှိရင်ထပါတော့ကျွန်တော်ပြည်သက်တွေကြားထဲမှာကျို့လေ social media post တွေမှာတွေ့ကြမှာပါဒါပြောင်းနေနောက်တဲ့သူတွေလည်းကျွန်တော်ရှိမယ်ပိုလေးတမင်ပြောင်းတာနောက်တာဟိုအဲ့လို post တွေတင်တဲ့သူတွေလည်းရှိတယ်တချို့ကျတော့လည်းမဟုတ်ဘူးနော်လုံးဝကိုငါတို့ကတော့ top 4အတွက်ဘာညာပြောလာကြပြီပေါ့အခုလက်ရှိကိုတွေကလည်းအဆင့်9မှာလက်ရှိအဆင့်4အဆင့်တို့အနေနဲ့ပေါ့နော်ဒီဘယ်လိုရောက်မလဲအဆင့်4က ထားပါတော့ဗျဘုံမောင်းတို့လေပေါဦးတို့နဲ့เนาะကျွန်တော်သားနှစ်မျက်ပဲကျွန်တော်ကြွားတယ်ဆိုတော့ဟာငါတို့တွေတော်ဖူမြန် challenge လုပ်တော့မှာလားပေါ့เนาะချူကျတော့လေဟာဒီပွဲသာနိုင်လို့ရှိရင်เนาะဒီပွဲသာနိုင်လို့ရှိရင် ဖလားတွေဘာတွေမှန်းလို့ရပြီဘာညာဆိုတဲ့ဘယ်လိုပြောမလဲဟိုတိတ်ပြီးတော့ဟိုအစင်မပြေတဲ့စကားလုံးတွေပြောတယ်ပေါ့လေเนาะချူကျတော့လေအာကိုအတင်းဆိုတဲ့ခါကျတော့အဲ့လိုပြောရင်သဘောကျကျကြိုက်ကြတယ်ပေါ့ ဟိုဒါပေမဲ့ကျွန်တော်တို့ကဗျာသိလားဟို reality ကိုကျွန်တော်လက်ခံနိုင်ဖို့ကျွန်တော်လူတယ်ပေါ့နော်ကိုအားပေးတဲ့အသေးမဲ့ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီညမှာတယောက်နဲ့တယောက်ပြောင်းတာတော့တခြားပြိုင်ဘက်ဒီနဲ့ပြောင်းတာလောင်တာတွေရှိရပေါ့လေဒါတွေတော့တိုင်းပေါ့အဲ့ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ဟိုကျွန်တော်တို့ဒီလိုနိုင်ပွဲလေးရှိလိုက်တာ ਨੇ တည်တယ်မလားအရာအလုံးကဟိုကိုအသင်းကအချင်းချင်းကောင်းသွားပြီဆိုတာမျိုးတွေကျွန်တော်အနေနဲ့ပေါ့နော်အဲကျွန်တော်ယူဆလို့ကျွန်တော်မရဘူးဆိုတော့ MOD ကဒါကိုကျွန်တော်ပြောထားတယ်။ MOD ကလက်ရှိမှာ United အနေနဲ့ Top 4ကို Chance တွေပါပြီးပြန်ရှိလာပြီလားပါညာပြောတဲ့အခါမှာ နီးပြအမှုရင်ကျွန်တော်အနေနဲ့ဗာပြောလိုက်ဆိုတော့အကယ်လို့လီဗာပူးသင်းရဲ့ပွဲမှာကိုရီကပူရဲ့ကန်ချက်တွေဒါပေါ့နော်အဲ20စင်တီမီတာလောက်နည်းနည်းလေးကျွန်တော်ပေါ့နော်အာဘယ်လိုပြောမလဲဟိုဒီဘက်ကိုဘက်ကိုရောက်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီပွဲစဉ်ရဲ့ရလက်ကတပြောင်းပြန်လန်သွားပြီးတော့လက်ရှိခင်ဗျားတို့ပြောနေပါတယ်ဆိုတော့ narrative ကချိန်းသွားနိုင်နေပေါ့ နော်လောလောဆယ်မှာကိုရီကပူရဲ့ဂူရီလာဝင်သွားခဲ့လို့ကိုရီရှုံးနေခဲ့မယ်ဆိုလို့ရှိရင်အခုလိုတော့ဖိုးရီဘာညာမဟုတ်တော့ဘဲနဲ့ပေါ့နော်အာတခြားတခြားပါဗျာနီးပြောက်ကိုထုတ်ဖို့လူကြီးတို့ဘာတို့တွေဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်တကယ်တမ်းကဒါကတော်တော်လေးကိုကျွန်တော်မှန်နေတယ်မှာပါတယ်ဒါကြောင့်ကျွန်တော်ကဘယ်လိုပြောမလဲ ဟိုကိုကတော့ဗျာဒီဒီမှာပြောတဲ့ခါကြလို့ရှိရင်ကိုအသိနဲ့ပတ်သက်လို့ရှိရင်ပွဲစဉ်တွေစက်တိုက်တော့နိုင်စီနေတာပေါ့သို့တော်လည်းကျွန်တော်တို့ကဗောနော်ဟိုလုံးဝတည်တည်ချရာလေးကျွန်တော်ကိုအသိအနေထားကိုသိဖို့လိုတယ်ဗျာသိလားကျွန်တော်တို့ကဟို margin ကအရန် unit ရဲ့လက်ရှိအခြေအနေက margin ကအရန်ကိုသေးလို့နေဗောနော်ဟိုအခုဆိုလို့ရှိရင်ကျွန်တော်ကြည့်ကြည့်အာငါတို့ကတော်တော်3နဲ့ဟိုနှစ်မှတ်ဖြစ်ငါကွာတော့တယ်လို့ဘာလို့ပေါ့ ငါတို့ဒီနေနဲ့ချန်ပီယံဖြစ်နော်ဖြစ်ဖို့အတွက်အချိန်ကြီးကောင်းနေပြန်နော်။ဒါလည်းကျွန်တော်ပွဲပေးတစ်ခုဆိုကျွန်တော်တွေ့ရသေးတယ်သိတယ်မလား။ Brighton နဲ့ပွဲမှာဟိုနိုင်ပြီဆိုလို့ရှိရင်သုံးပွဲစတိုင်းနိုင်ပြီပေါ့နော်။ဒါအပြင် Top 40ဘာတွေဘလို့ပေါ့ချန်ပီယံတွေဘာတွေပြန်ဖြစ်လာနိုင်ဆုံးရှိတယ်လို့ဘာလို့ပေါ့နော်။ချူချော်လည်းဟိုဘလို့ပြောလဲဟာဖာနန်ဒက်စ်ရဲ့ပေါ့နော်။ဟိုပနေပနေဒီဒီတာဝင်ခဲ့မယ်ဆိုလို့ရှိရင်ဘလို့ဖြစ်နေကြပြ။တကယ်တမ်းကကျွန်တော်တို့ကပေါ့နော်။ကိုတွေးနေတဲ့အရာတွေအကုန်လုံးကကိုယ့်ဘက်ကြီးပဲကျွန်တော်တွေးနေကြတာ เนาะ finalist ရဲ့ penalty ဒါဝင်ခဲ့မယ်ဆိုလို့ရှိရင်ဆိုလို့ရှိရင်လည်းဒါကိုယ့်ဘက်ကိုကျွန်တော်တွေးနေတယ်အခုလည်းရှိပါတော့ဟို brighton ကိုမြန်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့အဲပြောချင်တာကတကယ်တမ်းကကိုတသိန်းနဲ့ရှိတာမဟုတ်ဘူးဗျာဒီလားနော်ဖလားတွေပါတယ်အကြောင်းကျွန်တော် ပြောအောင်အာဆင်နယ်တို့လိုအသင်းမျိုးတွေကျွန်တော်ရှိနေတယ်လီဗာပူးလိုလိုအသင်းမျိုးတွေကျွန်တော်ရှိနေတယ်မန်ချက်စတာစီးတီးတို့လိုအသင်းမျိုးတွေကျွန်တော်ရှိနေတယ် လက်ရှိကျွန်တော်တို့ကိုအသင်းကိုမယုံကြည်ဘူးပြောတာတော့မဟုတ်ဘူးသူတို့အောက်ချီမလုပ်ဖို့ပြောချင်တယ်ဗျသဘောပေါက်လားနော်ဟိုပြောင်းတာနောက်ဟိုတမင်ပြောင်းနောက်ပြောင်းနေတဲ့သူတွေတော့ရှိပါတယ်ဒါတွေကတော့ပြည်တနာမရှိဘူးဗျနော်သို့တော်လည်းပဲကျွန်တော်တို့ကကိုအသင်းရဲ့အနေထားကိုသိရမှာက MO ရင်းရဲ့လက်ထက်မှာကျွန်တော်တို့နှစ်ပွဲဆက်နိုင်နေဆိုတော့အခုမှပထမဆုံးပဲအကယ်လို့လက်ရှိဗျနော် Brighton နဲ့ပွဲဒီမှာနိုင်သွားတယ်ဆိုရင်တော့အကောင်ဆုံးပေါ့ကိုအသင်းတို့ကသို့တော်လည်းပဲကိုတသင်းနဲ့နိုင်ပြီးတော့ဂျန်နက်စကူတင်ရက်နေမှာမဟုတ်ဘူးလိုက်နိုင်တဲ့အသင်းတွေကျွန်တော်တို့ရှိလာမယ် တည်ကြတဲ့အသင်းတွေရှိလာမယ်ရှုံးတဲ့အသင်းတွေကျွန်တော်ရှိလာမယ်နော်ကိုကချန်ပီယံဖြစ်ဖို့အတွက်ကိုအသင်းကတကယ်တကယ်ကစားပုံတွေကပြိုင်မဲ့ကိုဖိဖိစီစီကစားနိုင်ပြီးတော့ရလက်တီကိုလုံးဝပွဲတိုင်းပေါ်အောင်စွမ်းဆောင်နေတဲ့အရေးချင်းရှိတယ်ကျွန်တော်ထင်သလားပေါ့နော်ပြီးလို့ရှိရင်ကိုရီကပူရဲ့အလုံးနေလိုမျိုးဘယ်အသင်းကမှတော့နော်အသင်းတိုင်းကကိုရီနဲ့တွေ့တိုင်းတိုင်နေမှန်အောင်ကင်ကြမှာမဟုတ်ဘူးဗျာသိလားနော်ဆိုတော့နှစ်ပွဲစတိုက်နိုင်တာနဲ့ရင်ကျွန်တော်အသင်းမှာကပြည်တနာတွေအားလုံးပြည်လေသွားပြီးတော့အရာအလုံးကကောင်းသွားပြီဆိုတဲ့နေရာမှာကျွန်တော်ရှိမနေဘူး ဆိုတော့ကျွန်တော်ပေါ့နော် MOD ကတော့သူ့အနေနဲ့ပေါ့နော်ဒါမီဒီယာတွေဘလူပဲရေးကြကောင်းတဲ့ဘက်ပဲရေးကြရေးကြစိုးတဲ့ဘက်ပဲရေးကြရေးကြဟိုသူကတော့အရာအလုံးကိုသိတယ်မလား under control ဖြစ်အောင်ပဲသူကျူးပန်းနေတယ်ပေါ့တပွဲချင်းကိုအကောင်းဆုံးဖြစ်အောင်သူကျူးပန်းနေတယ်ပေါ့ဒါဟာတော်တော်လေးကိုမှန်ပါတယ်သိမယ်ဟာကိုအတင်းရဲ့အခြေအနေကိုကိုရီးယားအတိဆုံးပြာသိလားတီတီတီရဲ့နဲ့တမင်ကျွန်တော်တို့နေတာဟိုဖြစ်ကြတာလဲပါတယ်ပေါ့လေကိုအတင်းပေါ်မှာယုံကြည်ထားတာကကောင်းတဲ့တစ်ချက်ပါဒါပေမဲ့ယုံကြည်မှုလွန်ခဲ့တာတွေเนาะကျွန်တော်တို့နေရဲ့ဟိုပရီးမီးယားလေးအသင်း20ရှိတဲ့တဲမှာ ဟိုကိုအသင်းကိုအသင်းကအကောင်းဆုံးဖြစ်မနေဘူးဆိုတာမျိုးတွေကျွန်တော်တို့ဒါသဘောပေါက်ဖို့လိုတယ်ဗျာသိလားမဟုတ်ရင်ကျွန်တော်တိုင်ပတ်ရတယ်နော်ဟိုတကယ်တမ်းတွေးကြွေးတွေးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခုနကပြောဖာနန်ဒက်စ်ဒါဘောနော့ရှိမှာပင်နေဒီဒီပါတယ်နှလုံးဝင်ခဲ့မယ်ဆိုလို့ရှိရင်အချင်းကြီးကောင်းနိုင်တယ်ပေါ့တော့ပြောကြတယ်အဲ့လိုပဲဟိုသူများဘက်ကလည်းကျွန်တော်တွေးလို့ရတာပဲဟာဘန်လီသာနော်ဟိုဘရူနိုဖာနန်ဒက်စ်ရဲ့ပင်နေဒီဒါဘန်လီနဲ့ပွဲမှာမဝင်ခဲ့ဘူးဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော်ဘောနော့ပြီးရင်ကျွန်တော်တို့အနေနဲ့လီဗာပူးအသင်းရဲ့ပွဲမှာဆိုလို့ရှိရင်ဗျာ ထားပါတော့မင်းကိုရီကပူရဲ့အလုံးနေမြဝင်ခဲ့လို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်မလဲ Chelsea နဲ့ပွဲမှာတယောက်အနီးကမြန်မထိခဲ့ဘူးဆိုရင်ဘယ်လိုလုပ်မလဲအင်းဒါမျိုးတွေပေါ့နော် Sunderland နဲ့ပွဲမှာကိုရီသားလိုမဖြစ်ခဲ့ဘူးဆိုရင်အရာအလုံးကကျွန်တော်နေတွေးကြည့်လို့ကျွန်တော်ရတယ်ဗျာဒီလားကိုရီကောင်းတဲ့ဘက်ကိုဆွဲတွေးလို့ရတယ်လို့ကျွန်တော်တို့တိုင်ပက်သွားနေခြင်းနဲ့ကိုရီလက်ရှိအဆင်ပြေသွားနိုင်တဲ့အခြေအနေနဲ့တိုင်ပက်သွားနေတဲ့အခြေအနေနဲ့ကြားတယ်မာဂျင်ကအရင်ချင်းနေတည်တယ်မကျိုးကိုရီကလုံးဝလမ်းပြန်ထွက်နေအောင်တည်တယ်မလားဒီကောင်းပြီးတော့ဟိုတကယ်တကယ်နိုင်ရမယ့်ပွဲစဉ်တွေမှာအနိုင်ရရှိခြင်းမရှိခဲ့တာမျိုးတွေဟုတ်မနေဘူး ဆိုတော့နီးပြ MOD ကတော့ဗောနော်တကယ်ကိုသဘောကျစရာကောင်းတဲ့စကားတွေကျွန်တော်ပြောသွားတယ် MOD ကတော့အတင်းကိုရောက်ကြတဲ့ကပြောတာဆိုတိုင်းနဲ့ပတ်သက်လို့တော့တော်တော်လေးကောင်းပါတယ်သူ့ရဲ့အခြေအနေကိုလည်း under control ဖြစ်အောင်ဗောနော်လုံလုံကဲကဲမဖြစ်အောင်သူကောင်းကောင်းထိန်းချုပ်ထားနေတဲ့မီဒီယာတွေမှာသူပြောတာတွေကဆိုတော့ကျွန်တော်ပြည်သက်ရေးချားတယ်မှာတော့ဟမ်နှစ်ပွဲဆက်တိုက်ပဲအာကြည့်ပရမသုံးတစ်ခါနိုင်တာရှိသေးတယ်တည်တယ်မလားကျွန်တော်တို့ကပဲဖလားကိုမနေ့ပြန်စုကူတော့မာတယ်လို့ကျွန်တော်ပြောနေကြတာတကယ်တမ်းကလည်းလို့တယ် Brighton ကိုတော့မှကျွန်တော်ဘယ်လိုနိုင်အောင်ကံပြီးလဲကျွန်တော်စဉ်းစားရမှာ Brighton ရဲ့ပွဲကိုကျွန်တော်အိမ်ဝင်မှာမနိုင်တော့ကြာပါပြီ ဆိုတော့လေပေါင်းနဲ့ပွဲကိုနိုင်တယ်စန်တလင်းနဲ့ပွဲကိုနိုင်တယ်နှစ်ပွဲစတိုက်နိုင်အပြီးမှာသုံးပွဲစတိုက်နိုင်အောင်တော့ကျူပန်းကြဖို့တော့ဗောနော်ကျွန်တော်မျှော်လင့်တယ်အဲဒါကစားမတွေကလည်းလေပေါင်းသင်းကိုနိုင်ပြီးမှာတကယ်တကယ်ကျူပန်းပြကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်သူတို့ကိုသူတို့ယုံကြည်ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်တကယ်ရလက်ကောင်းမှုကျွန်တော်မျှော်လင့်ရမယ်အမ်မိုရင်းရဲ့ပထမဆုံးသုံးပွဲဆက်မန်ချက်စတာယူနိုက်တက်မှာနိုင်တာကိုစမြင်ရမလားဗောနော်ကျွန်တော်ကြည့်ရမယ်ဆိုတော့ညီကလေးနေရောဘလူးမြင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်